ထိုသို့ကောင်းကင်မြေကြီးနှင့်တကားခတ်သိမ်းသောတစားတို့ကိုပြီးစည်းလျက်ရှိကြ၏တတမနေ့ရက်ရောက်လျင်ဘုရားသခင်သည်ဖန်ဆင်းသောအမှုကိုလက်ဆက်တတ်တော်မူခဲ့ပြီးသည့်ဖြစ်၍ဖန်ဆင်းသမျှသောအမှုအရာတို့သည်ပြီးစည်းပြီးမှ ထိုတတမနေ့၌ငြိမ်ဝတ်စွာနေတော်မူ၏ထိုတတမနေ့ကိုဘုရားသခင်သည် ကောင်းချီးပေး၍တန်ရှင်းစေတော်မူ၏အကြောင်းမူကား ဖန်ဆင်းပြုပြင်တော်မူသောအမှုအရာအလုံးစုံတို့သည်ပြီးစီးသောကြောင့်ထိုနေ့၌ညီဝတ်စွာ နေတော်မူ၏အငယ်၄မှ9ဤအကြောင်းအရာကသာဝရရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသောနေ့ဖန်ဆင်းရာကာလ၌ကောင်းကင်နှင့်မြေကြီး၏မူလအထုပ်ပတ္တိပေတည်မြေ၌လေယာပြိုးပင်မပေါက်မီ လေယာ၌စပားပင်မကြီးပွားမီအပင်ရှိသမျှတို့ကိုဖန်ဆင်းတော်မူ၏ထိုအခါထာဝရရှင်ဘုရားသခင်သည်မြေပေါ်၌မိုးကိုရွာစေတော်မမူသေးမြေ၌လှုပ်တော်လူလည်းမရှိသေးသည်ဖြစ်၍မြေမှအခိုးငွေထွက်သည်ဖြင့်မြေတွင်လုံးကိုစိုးစေလေ၏ထိုနောက်ထာဝရရှင်ဘုရားသခင်သည်မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍ သူ၏နှောင်းတဲသို့ဇီဝအသက်ကိုမု်တော်မူလင် လူသည် အသက်ရှင်သောတရဝဖြစ်လေ၏အငယ်ရှမှ14ထာဝရရှင်ဘုရားသခင်သည်လည်းအရှိမျက်နာ အေဒင်အရက်၌ဥယင်ကိုစိုက်ပျိုးပြီးလင်ဖန်ဆင်းတော်မူသောလူကို ထိုဥယင်၌နေရာချတော်မူ၏ထိုမြေတဲကအစင်းလှ၍ စားပွေကောင်းသောအပင်အမျိုးမျိုးကိုသာဝရအရှင်ဘုရားသခင်ပောက်စီတော်မူ၏ထိုဥယင်အလေ၌အသက်ပင်လည်းရှိ၏ကောင်းမကောင်းကိုတိကျွမ်းရာအပင်လည်းရှိ၏ထိုဥယင်ကိုစူးစီလိုသောငါမြစ်တမြစ်တီအေဒင်အရက်ထဲကစီးထွက်သဖြင့်ဥယင်ပင်မှာလေးဖြာကွဲ၍မြစ်မှလေးတွင်ဖြစ်လေ၏ပထမမြစ်ကား ဖိရှုံအမိရှိ၏ထိုမြစ်သည်ရွေရှိသောဟာဝိလပြည်နာတလျှောက်လုံးကိုစီးသွားလေ၏ထိုပြည်မှဖြစ်သောရွေသည် ကောင်းလှ၏ဗာဒီလတစ္ဆေနှင့်ရှဟန်ကြောက်လဲရှိ၏ဒုတိယမြစ်ကဂိခုံအမိရှိ၏ထိုမြစ်သည်ကုရှပြည်နာတလျှောက်လုံးကိုစီးသွားလေ၏တတိယမြစ်ကဟိဒကေလအမိရှိ၏ ထိုမြစ်တီအာရှုရီတိုင်အရှိသူစီးသွားလေ၏သရုတ်ထမြစ်ကဥဖရအမည်ရှိ၏အငယ်15မှ20ထိုအခါထာဝရရှင်ဘုရားသခင်သည်လူကိုယူ၍အေဒီဥယင်ကိုပြုစုစောင့်နေစေခြင်းဟံထားတော်မူ၏ထာဝရရှင်ဘုရားသခင်ကလည်းကောင်းမကောင်းကိုတိကျွမ်းရန်အပင်မှတ်တပါး ထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုတင်းဒီစားရသောအခွင့်ရှိ၏ထိုအပင်၏အသီးကိုကမစားရစားသောနေ့တွင်ဧကံအမှန်တရားမည်ဟုလူကိုပြညတ်ထားတော်မူ၏ဒါရရှင်ဘုရားသခင်ကလည်းယောက်ျားသည်တယောက်တည်းမနေကောင်းသူနှင့်တော်သော အထောက်အမှကို သူ့ဖို့ငါလုပ်ဦးမည်ဟုအကြံရှိတော်မူ၏ဒါရရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်မိုးကောင်းကင်နှင့်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီလင် လူသည် အပေတို့ခေါ်ပေါ်တမုတ်မြီကိုတည်ခြင်းကလူရှိရာတို့ ဆောင်ခဲ့တော်မူ၏လူသည်လည်းအသက်ရှင်သောတရဝအပေါင်းတို့ကို ခေါ်ပေါ်တမုတ်တီအတိုင်းနာမည်အတီးတီးရှိကြ၏ထိုတို့လူသည်တားရင်အပေါင်းတို့ကို၎င်းမိုးကောင်းကင်နှင့်အပေါင်းတို့ကို၎င်းတားရဲအပေါင်းတို့ကို၎င်း အမည်ပေး၍မှဲ့လေ၏သို့တော်လည်းလူနှင့်တော်သော အထောက်အမှမပေါ်မရှိသေးအငယ်27မှ25ထိုအခါထရရှင်ဘုရားသခင်သည် လူကိုကြီးသောအိတ်ချင်းဖြင့်အိတ်စေတော်မူ၍လူသည်အိတ်ပျော်စဉ်နံရိုးတစ်ချောင်းကိုဘုရားသခင်ထုတ်ပြီးစဉ်ထိုအယူအဆအသားကိုဆစ်ဆက်စေတော်မူ၏ ာရရှင်ဘုားသခင်သည် လူတဲကထု်တော်နံရိုးဖြင်လူမိမကိုဖန်ဆင်း၍လူရှိရာသို့ဆောင်ခဲ့တော်မူ၏လူကလည်းယခုဤသူသည်ငါအယိုးတဲကအယိုးငါအသားတဲကအသားဖြစ်၏လူတဲကထု်တောကြောင်သူကို လူမိမဟု ခေါ်ဝေါ်အပ်သည်ဟုဆိုလေ၏ထိုအကြောင်းကြောင့်ယောက်ျားသည်ကိုမိဘကိုဆွံ့၍ကိုခင်မွန်း၌မိဝဲသဖြင့် ထိုသူတို့သည်တပားတကူကြီးဖြစ်ရလိမ့်မည်ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မှုပဲနေ၍ဆက်ချောက်ချင်းနှင့်ကင်းလွတ်ကြ၏